ဘုရားရှင်ဟောသောတရားဒေသနာများကိုအခြေခံ၍ဒီဘဝဒီဝေကျွေးဆိုတဲ့ကောင်းစဉ်နဲ့ဟောပါမယ်။ပရိသန္ဓေရလာကလေးကိုကပုံမှုနာမှုသေမှုရှင်ကွဲကွဲမှုဒေကွဲကွဲမှုလူကျင်တာတွေမရမှုမလူကျင်တာတွေကိုရနိုင်မှုချစ်ခင်တဲ့သူတွေနဲ့ကွယ်ကွင်းရမှုမချစ်တဲ့သူတွေနဲ့အတူနေရမှု စတဲ့ဒုက္ခတွေကိုဇက်တိုက်ရကြတယ်။ဘုရားရှင်ကဒါကိုပဲဒုက္ခသစ္စာလို့ဟောကြားထားတော်မူပါတယ်။ဆင်းရဲတရားဆိုတာအာမန်ပဂရိလူသားတွေအနေနဲ့မကြားကြံသောစကားပဲ။ကိုယ်ဆင်းရဲခြင်းလည်းမကြုံကျင်ဘူး။စိတ်ဆင်းရဲခြင်းလည်းမကြုံကျင်ဘူး။ဒါကြောင့်မလို့ တရားတော်သမတော်များကစုပေးတဲ့အခါမှာလဲကိုစင်ရဲ့ချင်းစိတ်စင်ရဲ့ချင်းကင်းဝေးပါစေလို့စုပေးကြအဲ့ဒီစုကို လိုလားကြတယ်သို့တော်လည်းပဲဒီစုပေးလိုက်တာဟာအမှန်ကကိုစင်ရဲ့ချင်းလဲဝေးတယ်စိတ်စင်ရဲ့ချင်းလဲဝေးတယ်ဆိုတဲ့နေရာဟာနိဗ္ဗာန်တစ်ခုပဲရှိတယ်နောက်တဲ့ခန္ဓာအတ္တတွေမရတော့ဘဲနဲ့ဘဝအတ္တဖြစ်เสียမှာမလို့တော့ပဲ ာလုံးကိစ္စချုပ်တော်ပါမှကိုစင်ရဲမှုကင်းသွားတာစိတ်စင်ရဲမှုကင်းသွားတာဘဝရစ်ဆက်ပြီးတော့ရနေသည်။ကာလပတ်လုံးကိုစင်ရဲခြင်းတွေကမကြုံကျင်လက်ကြုံနေမှာပဲစိတ်စင်ရဲခြင်းတွေလည်းမတောင့်တလည်းရနေမှာပဲလူဆုံးဇယိုက်ဆုံးအမျိုးစုံပြောင်းလဲဖောက်ပြန်တတ်သောလောကတဘာဝအခြေအနေ ဒီအရာတွေကကိုယ့်ကိုအမြဲတမ်းပြုံးနေစေမှာတော့မဟုတ်ဘူးပင်ကိုယ်တဘာဝကိုက လောကဆိုတာပြောင်းလဲဖောက်ပြန်တယ်ပင်ကိုယ်တဘာဝကိုက လူတွေရဲ့စိတ်နေသဘောထားတွေနဲ့တကွာဖြစ်တည်မှုတွေဟာလည်းပြောင်းလဲဖောက်ပြန်တယ်ချစ်တော်သူဟာမုန်းတဲ့သူဖြစ်တတ်တယ်မုန်းတဲ့သူကလည်းချစ်ရတဲ့သူဖြစ်လာတတ်တယ် ိဆွေအပေါင်းအသင်းတငယ်ချင်းကလည်းအနောက်ကနေပြီးတော့နောက်ကျောဓာတ်နဲ့ထိုးတဲ့ရန်သူ ဖြစ်နေတတ်တယ်။ရန်သူလို့ထင်ရတဲ့သူကလည်းကိုယ့်ဘဝမှာစေရဏမေတ္တာထားနေတဲ့သူ ဖြစ်နေတတ်တယ်။ကိုယ်နဲ့ပတ်သက်ရင်အမှန်ဘက်ကယက်တီပေးတဲ့သူဖြစ်နေတတ်တယ်။အနည်းနေတဲ့သူက ကိုယ့်အတွက်ကာကွယ်ဖို့မဖြစ်ပေမဲ့အဝင်းနေသူက ကိုယ့်ကိုကာကွယ်ပေးဖို့လူတွေ ဖြစ်နေတာလဲတွေ့ကျင်တွေ့ရတတ်တယ်။လောကဓမ္မဆိုတဲ့သဘောတရားဟာဒီအတိုင်းပဲ။မဖြစ်ချင်တာတွေဖြစ်ပြီးတော့ဖြစ်ချင်တာတွေမဖြစ်တဲ့ဘဝဖြစ်တယ်။လိုချင်တာတွေမရဘဲနဲ့မလိုချင်တာတွေရနေတတ်တာလောကသဘာဝပဲ။အဲ့တော့သင်္ခါရတရားမှန်သမျှဟာဖြစ်ပြီးပြတ်တာပဲ။အမြဲကြဘူး။အဲ့ဒီပြင်းမှုပြတ်မှုနဲ့ နှိမ့်ဆက်ခံနေရတဲ့သင်္ခါရတရားမှသများတို့ဟာချုပ်ငိမ့်သွားမှငိမ့်တာသူတို့အားလုံးချုပ်ငိမ့်ပြီးတော့နိဗ္ဗာန်မျက်မှောက်ပြုတော်မှသာငိမ့်တာဒီလိုမှမဟုတ်ရင်တော့လောကဒဏ်ကြမ်းကြမ်းတွေပဲမကြုံချင်လဲကြုံကြရမယ်ဒီဘဝမှာမကြုံရတဲ့သူ ဆိုတာလဲမရှိသလောက်ရှာမယ်ရှိခဲ့တယ်ဆိုရင်လဲသူ့ရဲ့အတိတ်အတိတ်ဘဝတွေတုန်းကကြုံဝူးထားတဲ့သူသာဖြစ်တယ် မိဘဆွေမျိုးသားသမီးစသည်တို့နဲ့ရှင်ကွဲကွဲခြင်းတေကွဲကွဲခြင်းကိုကြုံထားရပြီတော့ရင်ကွဲအသေးကွဲဖြစ်ဖို့တဲ့သူတွေကြီးပဲဒီလိုမှကိုသွားကျင်တဲ့ပန်းနိုင်ကိုသွားနေရင်လည်းလိုရာမရောက်နိုင်ပဲဒုက္ခမျိုးစုံကို ရင်ဆိုင်နေရတဲ့သူမျိုးတွေလည်းအများကြီးပဲလမ်းကြောင်းဖြောင်းပြောင်းရှောက်နေပေမဲ့လို့ရှောက်တဲ့လမ်းကြောင်း ဆက်ပြီးရှောက်လို့မရအောင် ဖြက်စည်းတာနဲ့ကြုံရတဲ့သူလည်းမနေဘူးပဲဒီလောကကြီးတစ်ခုလုံးကိုချဲ့လဲနေတဲ့သဘောတရားတစ်ခုက မနာလိုခြင်းဝန်တိုခြင်းဆိုတဲ့သဘောတရားမနာလိုမှုတစ်ခုကြောင့်လူတစ်ယောက်ရဲ့ဘဝကို ဖြက်စည်းပစ်လိုက်တဲ့အရာတွေလည်းများစွာရှိတယ်အပြစ်မြင်မှုကြောင့် လူတယောက်ရဲ့အောင်မြင်မှုကိုဖျက်ဆီးပစ်လိုက်တာမျိုးတွေလည်းကြုံရတယ်။လူတယောက်ကောင်းစားတာကိုမမြင်နိုင်လူတယောက်အဆင်ပြေနေတာကို မကြည့်နိုင်ပဲနဲ့အဲ့ဒီကောင်းစားနေမှုအဆင်ပြေမှုတွေကိုပျက်စီးသွားမှာဘယ်တော့ပျက်စီးသွားမလဲဒါကိုစောင့်ကြည့်တဲ့လူမျိုးကများတယ်။ပင်ကိုအတွင်းအစ္စတလောဘထူပြောတော်သူများဒေါသထူပြောတော်သူများ မောဟမာနစတဲ့သဘောတရားတွေသူပြောနေတဲ့သူတွေရဲ့အလဲမာနေတဲ့သူမှန်သမျှဘယ်သူမှအန္တရာယ်ကင်းတယ်ဆိုတာမရှိဘူးကိုရှာဖွေပိုင်ဆိုင်ထားတယ်လို့ထင်တဲ့ကာမဂုဏ်တရားတွေဟာလေရန်သူမျိုး၅ပါးနဲ့အမြဲတမ်းဆက်ဆံနေရတယ်လုံလုံကြုံကြုံတင်ထားလဲခိုးတဲ့ဝတ်တဲ့သူနဲ့တွေ့ကျင် တွေ့မယ်တရားမျှတစွာရထားလဲမတော်မတရားအပိုင်လိုချင်လို့ လူယူသွားတာမျိုးလဲကျုံဝတ်တည်းဘာမှအဆိုမရပဲနဲ့ကိုလက်ထံမှာရှိပေမဲ့ကိုမပိုင်တဲ့အရာဖြစ်နေတာမျိုးတွေအများကြီးကျုံဝတ်တည်းလူဆိုတာကတော့ကိုချွေကိုသွေးနဲ့ရင်းနှီးထားတဲ့အရာကိုတယောက်တည်းပဲအပြည့်အဝခံစားသုံးဆောင်ကျင်တာပဲဒါပေမဲ့လောကတဘာဝကတချို့မှာအဲ့လိုကံမပေးကြဘူးရှားသမျှ ူများကိုပေးဖို့အတွက်ဖြစ်နေတာမျိုးတွေရှိတယ်။လောကရန်အင်မတန်ကျမ်းတယ်။ကိုရှာဖွေစုဆောင်ပေမဲ့ကိုရှာဖွေစုဆောင်ထားသောနေရာမှာကိုနေခွင့်မရဘူး။ကိုရှာဖွေစုဆောင်ထားသောစီစဉ်ကို ကိုသုံးဆွဲခွင့်မရဘူး။တပားသူသုံးဆွဲဖို့တပားသူနေထိုင်ဖို့အဲ့ဒီလိုမျိုးဝိကျွေးကြီးကြီးနဲ့ပေးဆက်နေရတဲ့သူမျိုးတွေလည်းရှိတယ်။ ဒီဘဝလေးရလာတဲ့အခါမှာ လူဆိုတာဘဝတစ်ခုရရင်ကြိုးစားရမှာဓမ္မတာကိုအောင်မြင်မှုအတွက်ကိုကြိုးစားရမှာဓမ္မတာ ကိုအန္တရာယ်ကင်းမှုအတွက် ကိုကြိုးစားရမှာဓမ္မတာဒါပေမဲ့တချို့သော သူတွေမှာလောကရန်ကျမ်းတဲ့အတွက်ကြောင့်မလို့ဝိကျွေးပါလာတယ်ပဲပြောပြောသူနဲ့ပတ်သက်တဲ့သူတွေရဲ့မတိတတ်မှု နားမလည်မှုရက်ဆက်မှုကြောင့်ပဲပြောပြောခိုင်းရကြတယ်သုံးရကြတယ် အာမနာတတ်ကြဘူးမတိတတ်ကြဘူးဒီတော့ပင်ကိုဘဝအတွက်ကြိုးစားပါတယ်ဆိုတဲ့နေရာမှာတော့စိတ်သောကများစွာနဲ့ရင်ဆိုင်ပြီးမှကြိုးစားရှာဖွေစူးစောင်းရတဲ့သူရဲ့ဒုက္ခဟာသူ့အနာမှာရှိတဲ့သူရဲ့မတိတတ်ခြင်းနားမလဲခြင်းရက်ဆက်ခြင်းဆိုတဲ့တရားနဲ့ပေါင်းလိုက်တဲ့အခါမှာဆက်ပြီးအသက်ရှင်စရာအကြောင်းပြချက်တောင်မရှိဖြစ်သွားကြတယ် အဲ့လိုဘဝကြမ်းကြမ်းမျိုးတွေဝေကျွေးကြီးကြီးတွေရှိကြတယ်လို့ပဲကိုသွားတဲ့လမ်းခရီးမဖြောင့်အောင်လို့ဖြတ်လို့ဖြစ်စီလုတ်တဲ့လောကထဲမှာ နေရတဲ့သူဒေယာကိုမှ ထားလို့မလုံးကြုံတဲ့သူဘဝတွေအေးအေးနေလို့မရကိုအိတ်ချင်တဲ့အချိန်မှာအိတ်လို့မရစားချင်တဲ့အချိန်မှာ စားလို့မရထိုင်ချင်တဲ့အချိန်မှာထိုင်လို့မရ တောက်လျှောက်မတ်တပ်ပတ်နေရတဲ့သူမျိုးများတောက်လျှောက်ထိုင်ပြီးတော့ပဲအလုပ်လုပ်နေရတဲ့သူမျိုးများခန္ဓာကိုယ်ကျင်းပြီးတော့ပင်ပန်းကြီးစွာတမင်တလုံးဖြစ်ဖို့ကြိုးစားနေရတဲ့သူများကြိုးစားသလောက်ထိုက်တန်စွာလည်းမရကြဘူးအချိန်နဲ့အကြောင်းအကြောင်းအနေအထားမျိုးစုံကကိုယ့်ကိုစင်းရဲတီထက်စင်းရဲသွားအောင် တွန့်ပေါ်နေတဲ့လူမျိုးတွေကြုံရတဲ့သူတွေလည်းရှိတယ်။ဒီဘဝဒီဝကျွေးမကုံနိုင်မခန်းနိုင်အောင်ရင်ဆိုင်နေရတဲ့သူတွေရှိတယ်။ကိုကမြတ်တာထားတယ်ကိုကစိတ်ထားကိုဖြူဖြူစင်စင်ထားတယ်။မြတ်စွာဘုရားဟောတဲ့အတွက်ကြောင့်မလို့မြတ်တာတွေပေးတယ်။အဲ့မြတ်တာတွေပေးနေရင်လည်းကိုပေးတဲ့ကိုမြတ်တာကိုခံယူတဲ့သူတွေရဲ့အပူပြန်ပေးခြင်းဆိုတာရှိသေးတယ်။ ဒီလိုအရာတွေကလည်းကြုံနေတဲ့သူတွေက ထုတ်မပြောလို့သာမြစ်တာပေးရမယ့်အလုပ်ကို ပေးရမှာမလို့ဆက်ပြီးတော့ပေးသွားကြတာသူ့ရဲ့ပါရမီကိုသူပြီးပြည့်စုံအောင်သာ ဖြည့်သွားတာပေးလိုက်လို့ယူတဲ့သူဥစ္စာစည်းစိမ်ပေးလိုက်လို့ယူသွားတော့သူမြတ်တာပေးလို့မြတ်တာကို လက်ခံယူတော့သူတံပြန်မြတ်တာမရှိဘူးလို့ညီးကြတာတွေအများကြီးတွေ့ရတယ်။ ါလည်းဝေကျွေးတစ်ခုပါပဲကိုက ပေးဆက်ရမယ်သူဘဝကိုရလာတာမလို့ပေးဆက်နေရတယ်လို့သဘောထားရတယ်အယူသမားကတော့လောကမှာအယူဖို့ပဲသူကနားလဲတယ်ဆိုတာကိုကိုယုံကြည်ထားဖို့လိုတယ်ယူတဲ့သူဟာယူပါများတဲ့အတွက်ကြောင့်ယူဖို့ပဲနားလဲတော့တယ်ပြန်ပေးဖို့စိတ်ကူးသူမှမရှိတော့ဘူး အမြဲတမ်းဘာရမလဲဆိုတဲ့စိတ်နဲ့ကြည်နေမှာအမှန်ပဲဒါကိုနားလည်ရင်ကိုယ့်ဘာသာကိုဆင်ခြင်တုံတရားနဲ့နေထိုင်ဖို့ပဲလိုအပ်တယ်လောကကြီးထဲမှာညီးနေလေအကျိုးမထူတဲ့အတွက်ကြောင့်မလို့ဒီအတိုင်းပဲနေသင့်တဲ့အခါနေရမယ့်အခါတွေအများကြီးရှိတယ်ဆိုတာကြာရင်နားလည်လိမ့်မယ်ကိုမခံစားနိုင်လို့မခံစားနိုင်တဲ့အရာတွေကိုထုတ်ဖော်ပြောကြားလိုက်တဲ့အခါ ဟုတ်ပါမလားအပေါ်ရပြောနေတာလို့ပြောမဲ့သူက အများကြီးရှိတယ်ဆိုတာကိုသိပြီးကိုဘာသာကိုသာချိန်မိတ်ခံစားပြီးတော့နေရတဲ့သူတွေအများကြီးပဲမှန်နေပေမဲ့ထုတ်ပြောလို့မရခံနေရပေမဲ့ရင်ဖွင့်လို့မရဆိုတဲ့သဘောမျိုးတွေကို အများကြီးတွေ့ရလိမ့်မယ်အဲ့တော့ရင်ဖွင့်ခြင်းလုံးလို့ရင်ထဖွင့်တာမဟုတ်ဘူးခံစားရတာတွေများလာရင် လူတွေဟာ ပွင့်အံထွက်ခြင်းလေပောက်ကွဲပလိုက်ခြင်းလေဒါတဘာဝပဲဒီဘက်ကနေပြီးတော့ဒါဆင်းရဲခြင်းတရားတွေပဲဒါဒုက္ခသစ္စာဒီဆင်းရဲခြင်းတွေကိုရစေတာကတဏတရားသမှုတရားသစ္စာဒီတဏကုံရင်လိုချင်မှုကုံရင်ဆင်းရဲမှုခြုံငိမ့်တယ်အဲ့ဒီခြုံငိမ့်ဖို့အတွက်မှန်စွာမြင်ခြင်းအစရှိတဲ့သမ္မာဒိဋ္ဌိစာတော်တရားတွေကိုပွားများကျင့်ကြံရမယ်အဲ့လိုဒီဘက်က ဒီတရားလမ်းကြောင်းရှိတဲ့အတွက်ကြောင့်ဒီအတိုင်းပဲဆင်းရဲလို့ရှုပြီးတော့နေပါလို့ပြောပြမိ။လောကီတဲကိုတကယ်လက်တွေ့ချာချာကြည့်လိုက်။ဆင်းရဲမှန်းသိပြီမိ။ကိုမကြုံရလို့နားမလဲတဲ့သူတွေအတွက်ကိုမဆိုးလို့တော်လဲပဲ။တကယ်ဆင်းရဲကိုတကယ်ကြုံဘူးတဲ့သူမှသိရလိမ့်မယ်။အားချင်းမရှိ အနာမရတရဆက်ဘေးကကိုကို နှိမ့်ဆက်နေတဲ့အရာနဲ့ရင်ဆိုင်ရတဲ့သူမျိုးဒီဘဝဒီဝကြွေးကြီးမှကြီးပဲရှောင်ထွက်လို့လည်းမရ ပြေးထွက်လို့လည်းမရပြေးစရာနေရာလည်းမရှိ ပြန်ပြီးတော့သောရကတက်ခွင်လည်းမရှိတခြားသူကိုထုတ်ပြောလို့လည်းမရဒီအတိုင်းပဲကြိတ်မှိတ်ထားပြီးတော့တတ်တလုံးခံစားသွားတဲ့သူတွေအများကြီးရှိနေတယ်ဆိုတာကိုများသိမယ်ဆိုလို့ရှိရင် လေးလာအားသာကောင်းမယ်ဆိုရင်မြင်ပါလိမ့်မယ်လူဘဝလို့ပြောပေမဲ့လူမိအောင် လူပေတာအောင် မနေရတဲ့သူတွေအများကြီးပဲလူသားတစ်ယောက်ရဲ့ပင်ကိုအခြေခံအခွင့်အရေးများလူသားတစ်ယောက်ရဲ့ပင်ကိုပျော်ရွှင်မှုလွတ်လပ်မှုလုံးဝမရဘဲနဲ့လူသားဖြစ်ပေမဲ့ငရဲသားတာတာနေနေရတဲ့သူတွေ အများကြီးရှိတယ်ဆိုတာလေ့လာကြည့်ပါအဲ့ဒါဆင်းရဲအမှန်တွေပဲဒီဘဝဒီဝကျွေးကိုဆက်ကျင်သည်ဖြစ်စေမဆက်ကျင်သည်ဖြစ်စေဆက်နေရတဲ့သူတွေတပုံကြီးပဲအဲ့ဒါဒုက္ခပဲအဲ့ဒီဆင်းရဲတရားကိုသိကြတယ်သိတဲ့အတွက်ကြောင့်မလို့သိတဲ့သူတွေခံစားနေရတဲ့သူတွေကိုလည်းပြန်ပြီးတော့လေ့လာကြည့်လိုက်အနတ်စာရှိလို့ညနေစာမရှိတဲ့သူ နေစားရှိပေမဲ့နောက်နေ့မနက်စားစရာမရှိတဲ့သူဒီနေ့ဒီနေရာလေးအိတ်နေပေမဲ့နောက်နေ့သူ့အတွက်ဒီနေရာမှာအိတ်ရဖို့မသေးကြတဲ့သူအဲဒီလိုဘဝတွေအများကြီးပဲအဲ့လိုလူမျိုးတွေရဲ့ဘဝကို သွားကြည့်တော့ဒါကဒုက္ခသစ္စာဒါဆင်းရဲခြင်းတရားဆင်းရဲကိုဆင်းရဲလို့သိတော်လေတရားကျင့်ပါတော်လားလို့သွားပြောလို့မရဘူးသူတို့တရားဆင်ခြင်လို့ကိုမရတော့တာ ဒုက္ခများလုံးအားကြီးလို့နားချိန်မရအောင်ဒုက္ခများလုံးအားကြီးလို့ဝိကျွေးကြီးလုံးအားကြီးလို့ဘဝကနှုံချပြီးတော့ဆင်းရဲတွင်တိုးရောက်နေလို့ထွက်ပေါက်ကိုမရှိတော့တဲ့အဲ့ဒီလိုလူစားမျိုးတွေတရားမကျင့်ခြင်းပဲနေပါမလားတရားမသိပဲလည်းနေပါမလားအခြေခံသဘောတရားလေးတွေတော့သိတဲ့သူက တချို့ရှိပြီးသားပဲရှိပြီးသားသူတွေတောင်လက်တွေ့ကြုံနေတဲ့လောကဓာတ်က ယုံထွက်လို့မရတော့အောင်မွန်ကျက်စွာအနေအထားမျိုးကို ရောက်နေကိုဖန်တီးလို့လည်းမဟုတ်ဘူးကိုပဝင်းကျင်ကအတ္တသားများကိုပဝင်းကျင်ကမာနသားများလောဘသားများရဲ့နှိမ့်ဆက်မှုကိုခံနေရတာယုံထွက်လိုက်ပါတော့လားထားခဲ့ပါတော့လားအဲ့ဒီနေရာကနေထွက်သွားပါတော့လားမကြုံတဲ့သူတွေကလွယ်လွယ်လေးတွေအကြံပေးကြတယ် ။ကိုကြုံဘူးမှကိုသိလိမ့်မယ်။ဒီတနေရာကလွဲရင်ကျန်တဲ့နေရာမှာနေစရာမရှိဘူးဆိုတော့အနေထားမျိုးဆိုတာဘယ်လိုလဲဆိုတာကြုံဘူးမှသိလိမ့်မယ်။မကြုံဘူးပဲနဲ့လွယ်လွယ်ဝေဖန်လို့မရဘူး။ဒါကြောင့်ဘဝတွေကို နားလည်အောင်လေ့လာခြင်းအားဖြင့်စင်ရဲအမှန်ဆိုတာကိုပိုသဘောပေါက်လိမ့်မယ်။စင်ရဲကိုနားလေခြင်းကိုယ်တိုင်လည်းစင်ရဲကိုကြုံဘူးမှဖြစ်မယ် တပားသူတွေရဲ့ဆင်းရဲတွေကိုလည်းရင်နဲ့အမျှခံစားပြီးတော့လေ့လာဖို့မှသိလိမ့်မယ်။အဲ့တော့မှဆင်းရဲကိုဆင်းရဲလို့သူသေးသေးချာချာသိမှာ။သူကိုယ်တိုင်ရှင်ကွယ်ကွယ်ချင်းသေကွယ်ကွယ်ချင်းတွေကြုံပါမှ။သူကိုယ်တိုင်နိုင်ထက်ကလူပြုပြီးတော့ခေါင်းပုံဖြတ်ချင်းစတဲ့အဲ့ဒီလိုဆင်းရဲမျိုးကိုကြုံဘူးပါမှ။သူကိုယ်တိုင် ထပ်ပေါက်မရှိပြုံးခွင်မပေးရဲခွင်မပေး နားခွင်မပေးလွမ်းမိုးနှိပ်စက်ပြီးတော့ဒုက္ခပေးနေသောလောကဓာတ်ကိုကြုံဘူးပါမှဘဝဆိုတာဒါပါလားလို့သိလိမ့်ကိုမှဓမင်းစားเสียအရှံပဲဝစ်เสียအရှံပဲသုံးဆွဲเสียအရှံပဲအဲ့လိုအနေထားကနေအေးဆင်းရဲပဲကွယ်ဘဝရှိရင်ဆင်းရဲဖြစ်တာပဲဒီလောက်တော့ခံရမှာပေါ့ အေးတဲ့နေရာလေးကထိုင်ပြီးတော့အသာလေးပြောတာလူတိုင်းပြောလို့ရတယ်။ तू တကယ်ဒုက္ခကို तू သိတာမဟုတ်ဘူး။ဒုက္ခကို ठी တဲ့သူက तू ဒုက္ခကို ပြန်ပြောရင်ငိုပြီးမှပဲပြန်ပြောလို့ရတယ်။မျက်ရည်မကြပဲနဲ့ပြန်ပြောလို့မရဘူး။အဲ့တော့ဆင်းရဲခြင်းတရားကို လေးသာမာမာနဲ့အဲ့ဒါဒုက္ခသစ္စာပဲ။ဒုက္ခသစ္စာကို ठी လိုက်ပါလား။ဆင်းရဲအကြောင်းဖြစ်တဲ့သမှုရိယသစ္စာပယ်လိုက်ပါလား။ အတ္တမာမာနဲ့ပြောနေသမျှတော့သူတို့ဆင်းရဲမသိပါဘူးတကယ်ဆင်းရဲကိုကြုံဘူးတဲ့သူတွေမှာရှင်ကွဲကွဲချင်းတေကွဲကွဲချင်းကိုရက်ရက်ဆက်ဆက်ကြုံဘူးတဲ့သူတွေမှာအသေးစိုးနဲ့တေတာတွေကိုမိသားစုထဲမှာရှိဘူးပါမှဒုက္ခကိုတည်တည်ချာချာနားလဲတာဘုရားရှင်ကဘဝပေါင်းများစွာမှာအဲ့လိုဒုက္ခမျိုးစုံကိုကြုံခဲ့တယ် သူတစ်ပါးတတ်ဖြတ်ခြင်းကိုခံရတဲ့ဘဝသူတစ်ပါးကိုကိုနှိပ်စက်ခြင်းကိုခံရတဲ့ဘဝတွေအများကြီးကြုံခဲ့ကြုံခဲ့တဲ့အတွက်ကြောင့်မလို့ဘဝဆိုတာဒါတွေဖြစ်တတ်တယ်လို့ဘုရားကနားလဲတော့ဟောပြဝိထုဇာချောင်းတွေနဲ့ဟောပြပြစ္ဆုံဘဝမှာကြော်ဖြတ်ခဲ့တဲ့အခက်ခဲဒုက္ခဒါတွေကိုတရားတွေနဲ့ပြန်ဟောပြထားတယ်အတိတ်ဘဝတွေကကြုံခဲ့သောလောကဓာတ်မျိုးစုံ ဘယင်ဖြစ်လိုက်ကြုံဖြစ်လိုက်ချမ်းသာလိုက်ဆင်းရဲလိုက်အဲ့ဒါတွေအမျိုးစုံကိုဘုရားရှင်ဟောပြခဲ့တာဒါကိုလေ့လာဖို့ဟောပြခဲ့တာနာယုံလေးနာပြီးတော့တာမန်တာဓုခေါ်ဖို့ဟောခဲ့တာမဟုတ်ဘူးဆင်းရဲဆိုတာအဲ့ဒီလိုကာမဂုဏ်တရားဆိုတာပိုင်ထားရင်အလကားလှူခြင်းတဲ့သူတွေဘေးမှာဝိုင်းနေတယ်အမေသားတစ်ကိုငှက်တကောင်ခြီသွားတဲ့အခါ အဲ့ခြေသွားတဲ့ငှက်နောက်ကိုဂျာနဲ့ငှက်တွေကလိုက်ထိုးတုတ်ကြတယ်။ဒီအမဲသားတစ်ကိုပြစ်ချလိုက်တော့မှချမ်းသာခွင့်ပေးတယ်။အဲ့ဒါကာမဂုဏ်ရဲ့ဆိုကြိုးပဲလို့ဖခင်ဒီလိုဟောတယ်။အဲ့ဒီလိုပဲပြင်ပမှာ လူကိုပိုင်ထားတာလား။သူ့မိသားစုသူ့သားသမီးနဲ့သူ့မိဘပြောနေတာကို မကြည့်နိုင်ဘူး။ကွဲသွားစေချင်တယ်။မိသားစုတွေစီစီလုံးလုံးစီဝါရီတစ်ခုကို တက်တက်ကြွကြွအလုံးလုံးနေတယ်အဲ့ဒါကိုပြတ်သွားစေခြင်းတယ်ဘယ်လိုမျိုးပြတ်သွားအောင်လုပ်တာလဲနက်နဲတယ်အများကြီးပဲရှုပ်ထွေးတယ်ဘဝဝေကျွေးတယ်များဘဝရှိလာတဲ့အတွက်ကြောင့်ပြုံးတာတောင် ကောင်းကောင်းမပြုံးနိုင်ဘူးလွတ်လွတ်လပ်လပ်မပြုံးနိုင်ဘူးစီလုံးနေတာတောင်မှကြာကြာစီလုံးနေလို့မရဘူးရအောင်ခွဲပြစ်ကြတယ်မျိုးစုံတွေးထိုးတယ် မိသားစုတဲမှာကို꽌ပြသွားအောင်ဂုံတိုက်တယ်။ဒါတော့ဒီလိုမျိုးဆိုတာတွေကကြုံဘူးမှသိမယ်၊နားလည်းမှသိမယ်။ကိုယ်တိုင်မကြုံတော့သူများဘဝတွေကိုတာမန်အနေထားနဲ့မနေနဲ့ဆင်းရဲကိုမြင်ကျင်တဲ့ဆိုဘဝတွေကိုလေးလာ။နေစရာနေအိမ်တွေမရှိတော့တဲ့သူတွေကိုလေးလာ။ဓမင်းနဲ့မမှန်တဲ့သူတွေကိုလေးလာ။ကိုယ်ဓမင်းစားနေရလို့ ။ငါကတော့အေးအေးဆေးဆေးပဲလို့မထင်လိုက်နဲ့။ထမင်းနဲ့မမှန်လို့စာနေတဲ့အချိန်မှာမစားရလို့ဆိုတဲ့ဒုက္ခဘလောက်ကြီးတယ်လဲဆိုတော့ရင်နဲ့အမျှကိုချင်းစားပြီးတော့နားလဲပြီးလေးလာအရာဆင်းရဲပဲ။ဒီဆင်းရဲကိုကောင်းကောင်းနားလဲတော့မှဒီဘဝကိုညင်းဝင်မှထိတ်လန့်မှနောက်ထပ်ဘဝလည်းမရကြင်ဘူးဆိုတာအဲဒီတော့မှပေါ်တာ။ သာလေးตาရစွာနဲ့နေပြီးကိုမှမိသားစုနဲ့ပျော်ပျော်ပါပါနေကျင်တဲ့အိမ်အပြည့်အစုံသုံးဆွဲကျင်တာတွေအပြည့်အစုံအနေထားမျိုးကနေဆင်းရဲကုန်ရနိဗ္ဗာန်ကိုမျက်မှောက်ပြုရပါလို့ဤဘုရားလို့ဆုတောင်းနေတာသူဆင်းရဲမကုန်ကျင်ဘူးအမှန်သူตาရနေတာဝတရားအရာဆုတောင်းနေတာနိဗ္ဗာန်ဆိုတာဆုတောင်းလို့ပြေတာမဟုတ်ဘူးတကယ်နားလဲပြီးတကယ်ညီးငွေတော့မှတကယ်တန်ရောစင်ကိုပေဖြတ်တော်မှာနိဗ္ဗာန်ရောက်တာ ညစ်တွယ်နေတဲ့စိတ်နဲ့မရောက်ဘူးအဲ့ညစ်တွယ်နေတဲ့စိတ်ရှိနေတဲ့များကာလပတ်လုံးဝစ်ကြွေးဆိုတာလာနေုံပဲဒုက္ခတွေဒုက္ခတွေအများကြီးပဲတယောက်ချင်းတယောက်ချင်းတယောက်ချင်းဒီနေ့2000 3000မနဲ့ရှာနေရတဲ့သူတွေကို သွားလေ့လာလိုက်ဒီနေ့လုံးလုံးမှ2000မျက်ချံမှမျက်တဲ့သူမျိုးလေးတွေရှိတယ်လေ့လာလိုက်ဒါဆိုရင် တို့ဘလို့ရက်တီမှာလဲတို့စားနေတဲ့အစာတောက်ကဘာလဲတို့အိပ်ရတဲ့နေရာလေးကဘလို့လေးရှိတယ်လဲအဲ့အိပ်ရတဲ့နေရာလေးတော့သူပိုင်တာလားငားနေရတာလားသူများတနာလို့အိတ်ခွင်ရနေတာလားလေးလာလိုက်အဲ့ဒီလို အောက်ဆုံးထိလေးလာရင်ဒုက္ခဆိုတာကိုတွေ့လိမ့်မယ်အဲ့ဒါဒုက္ခအမှန်ပဲအဲ့ဒီဝိကျွေးတွေအဲ့ဒီဝိကျွေးတွေကိုကိုယ်တိုင်မှလက်ရှိနေတာကိုမမြင်ကြအောင်ဆောင်နေတာ ပြောခြင်းလို့မပြောရတာရတဲ့အရာတွေသူများယူသွားတာစတဲ့အများကြီးအများကြီးရှိတယ်အဲ့တော့ဒါဒုက္ခပဲဒါဆင်းရဲခြင်းတရားပဲဝိကျွေးဆိုတာအတိတ်ကပါလာတဲ့အကြောင်းတွေအရာသို့မဟုတ်လက်ရှိမှာလည်းအကြောင်းမပြတ်သေးတဲ့အတွက်ကြောင့်အကြောင်းတရားတွေရှိနေတဲ့အတွက်ရနေတဲ့အကျိုးတွေကအဲ့ဒါဝိကျွေးပဲအကြောင်းရှိရင်အကျိုးတွေရနေအောင်ပါပဲ။ ီဘဝမှာကိုခဏလောက်ตาနေပြီမဲ့လို့စိတ်နေစိတ်ထားကတရားနဲ့ရှင်တော်စိတ်နေစိတ်ထားမရှိပဲငါตาတော့ငါအနံ့ယူလိုက်မယ်ဆိုတဲ့စိတ်မျိုးနဲ့ဆိုဟိုဘက်မှာကိုပြန်ပေးဆက်ရမယ်ဝစ်ကြွေးဆိုတာလာလိမ့်မယ်ဒါကြောင့်အဲ့ဒီဝစ်ကြွေးဆိုတဲ့သဘောတရားက အကျိုးတရားတွေဖြစ်တဲ့အတွက်ကြောင့်အကြောင်းကုန်အောင်တရားရှုမှတ်ရတာတန်တရာလေစီမဲ့အကြောင်းထပ်မဖြစ်အောင် ဖြစ်တဲ့အစွဲမုံတဲ့အစွဲထောင်လွားနေတဲ့အစွဲတဏှာစွဲမာနာစွဲဒိဋ္ဌိစွဲဆိုတာအဲ့ဒါတွေပြောတာဒီအစွဲတွေနဲ့နေသည်မကာလပတ်လုံးမအေးချမ်းဘူးကို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 ပဲမအေးချမ်းအောင်အကြောင်းတွေလုပ်နေတာနောင်ထကြုံမဲ့ဘဝမှာလေဒီလိုမျိုးပဲရှင်ကွဲကွဲချင်းတေကွဲကွဲချင်းသူများမနာလိုတာခံရခြင်းသူများအနိုင်ယူတာခံရခြင်းဆိုတဲ့အရာတွေကျုံရတာပဲ ဒီဘဝမှာသူများကိုအနိုင်ယူရဆိုတဲ့သူတွေကိုလည်းကြည်လင်အောင်သူတို့ကိုအနိုင်ပြန်ယူတဲ့သူတွေပေါ်နေတာပဲကိုကအနိုင်ယူထားရင် ကိုကိုအနိုင်ယူတဲ့သူ ပြန်ပေါ်လာမယ်အဲ့ဒါဝစ်ကြွေးပဲကိုကနှိမ့်ဆက်ထားရင်ကိုကိုပေါ်လာနှိမ့်ဆက်တဲ့သူပြန်ပေါ်လာတယ်အဲ့ဒါဝစ်ကြွေးပဲကိုကသူတော်ဘာတွေကိုရှင်ကွဲကွဲတေကွဲကွဲအောင်လှုပ်ထားရင်ကို့မှာလည်းရှင်ကွဲကွဲမှုတေကွဲကွဲမှုတွေကြုံရမှာပဲအဲ့ဒါဝစ်ဝစ်ကြွေးပဲဒီဘဝမှာကို အတုံးအလှဲ့တွေခံကြရတယ်အဲ့တော့ ီဘဝဒီဝကြွေးဒီမှာရင် ကုံအောင်ဆိုရင်ဒုက္ခဆိုတာကိုကောင်းကောင်းနားလည်အောင်ကြိုးစားရမယ်ဒုက္ခသစ္စာဆိုတာသိပေးရတယ်သိပေးရတယ်ဆိုတာကိုတရားရှုမှတ်ရင်လည်းဝင်လေထွက်လေမမြဲလို့မမြဲသောတရားတွေဆင်းရဲလို့သိတဲ့အပြင်ဘဝတွေကိုနားလည်ရမယ်ကိုနဲ့မျက်စိနဲ့မြင်လို့ရတဲ့တတိဆန်လေးတွေရဲ့ဘဝတွေလူဆင်းရဲတွေရဲ့ဘဝတွေဒါတွေနားလည်ရမယ် ဒါတွေနဲ့ကိုတသားတည်းဖြစ်နေရမယ်ဒီစင်ရဲတွေကိုကိုယ်တိုင်မျှဝေခံစားတတ်ရမယ်ဒီတော့မှအော်စင်ရဲဒီလောက်စင်ရဲတဲ့ဒုက္ခသစ္စာကိုသိမယ်ဒီဒုက္ခသစ္စာကိုသိတော့မှအော်ဒီလိုဘဝတွေကိုရတတ်တာပါလားဒီလိုရတတ်တဲ့အကြောင်းတရားတွေမရှိအောင်မြင်သိယုံကြားသိယုံနံသိယုံ စားသိယုံထီသိယုံ တွေးသိယုံဒီလိုကျင့်မှဖြစ်တော်မယ်လို့အဲဒီလိုတနာပေတာ ဒီလိုဘယ်တော့မှသူကအေးချမ်းမှုကိုခံစားရမယ်ဒီဘဝမအေးချမ်းတောင်နှောင်းအေးချမ်းနိုင်ဖို့ဆိုတဲ့အကြောင်းတွေဖြစ်သွားမယ်ဝိကျွေးပြတ်မယ်ဒါကြောင့်ဒီဘဝဒီဝိကျွေးအင်မတန်ကြောက်စရာကောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့တတ်တာခွင့်ရနေတဲ့သူတွေတရားမမေ့နဲ့တရားဆင်ခြင်းတရားအသိနဲ့အမြဲနေလောကီဘက်မှာလည်းမြတ်စွာဘုရားဟောတဲ့အတိုင်းမေတ္တာကရုဏာမုဒိတာဥပေက္ခတရားတွေကိုပြည့်စုံအောင်ပွားများပြီးတော့ လောကုတ္တရာအတွက်လည်းမမြဲခြင်းဆင်ခြင်းဆင်းရဲခြင်းကိုဆင်ခြင်းအဆိုးမရခြင်းကိုဆင်ခြင်းပြီးအေးငြိမ်ဖို့အတွက်ကြိုးစားနိုင်ပါစေလို့ဆုတောင်းပေးတယ်တရားနာသူအပေါင်းသူတော်အကောင်းတို့ဖရာတရားတန်ခါအရေးမှာအမြဲအေးချမ်းနိုင်၍နိဗ္ဗာန်မျက်မှောက်ပြုနိုင်သောသူတော်ကောင်းသူတော်များများဖြစ်နိုင်ကြပါစေ။